ပေါ် supply မှာ14.6ဘူးရှိပေမဲ့မီတာမှာတော့8.78ဆိုတော့9ဘူးမပြည့်တပြည့်ထိန်းထားပေးတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဒီ regulator IC လေးလည်းကောင်းနေတာကိုတွေ့ရတယ်။9ဘူးဝန်းကျင်မှာပဲထိန်းထားပေးတာကိုတွေ့ရပါတယ်။ ဒီ channel လေးကိုပံ့ပိုးကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရက်ခံပါတယ်။ Hi အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ regulator IC လေးတွေကိုတိုင်းတာဆစ်ဆေးပြီးတော့အတူတူ လေ့လာကြမှာဖြစ်ပါတယ်။ select user အားပေးကြပါဦး။ဒီမှာဘူအားထိန်းချုပ်ပေးတဲ့ regulator IC လေး၃လုံးရှိပါတယ်။ဘယ်ဘက်အဆုံဆုံးအားဟာတော့ L7A12 travel regulator ဖြစ်ပါတယ်ပြီးရင်ဒီလေယာတစ်ခုကတော့ L7805 fiber regulator IC ဖြစ်ပါတယ်ပြီးရင်ဒီညာဘက်အစုံဆုံးကဟာကတော့ L7809 fiber regulator IC ဖြစ်ပါတယ်အဲ့တော့ဒီ regulator IC လေးတွေကိုမီတာနဲ့လည်းတိုင်းတာစစ်ဆေးမယ်ပြီးရင်ပို့ချွေးပြီးတော့ဘိုးအားတကယ်ထိမ့်မထိမ့် စစ်ဆေးခြင်းမှာဖြစ်ပါတယ်။ပထမအဦးဆုံးတော့ဖိုင်ဘိုရီဂူလေတာ IC လေးကိုတိုင်းတာစစ်ဆေးခြင်းမှာဖြစ်ပါတယ်။ဒီကတော့ L7805 fiber regulator IC ဖြစ်ပါတယ်။သူ့မီတာနဲ့တိုင်းကြည့်မယ်ဆိုရင်တော့အားလုံးအဆက်အသွယ်ပြနေမှာဖြစ်ပါတယ်။ဒီမီတာကို continuity scale တာမီ scale မှာထားလိုက်မှာဖြစ်ပါတယ်။ဒီမီတာ plot တန်လေးကိုထည့်ကြည့်မယ်။တန်နေတယ်။ ပြီးတော့ဒီ IC ရဲ့ဘယ်ဘက်အစွန်နှချောင်းကိုတိုင်ကျမှာဖြစ်ပါတယ်ဒီမှာ168အုံပြနေတော့တွေ့ရမှာဖြစ်ပါတယ်ပြီးရင်ဘယ်ဘက်အစွန်နဲ့ညာဘက်အစွန်ကိုတိုင်ကျမယ်ဒီမှာလည်း169အုံလောက်ပြနေတော့တွေ့ရပါတယ်ပြီးရင်အလဲခြေတောင်းနဲ့ညာဘက်အစွန်နဲ့တိုင်ကျမယ်25အုံလောက်ပြနေတော့တွေ့ရပါတယ်အဲ့တော့ဒီ IC ကတော့အကောင်ပဲဖြစ်ပါတယ် တိုင်းကြည့်မယ်ဆိုရင်ခြေထောက်လေးတွေကအားလုံးအဆက်တွေရှိနေတာကိုတွေ့ရပါတယ်။အုံအနေအများပဲကွာတော့တွေ့ရပါတယ်။အစွန်ဆုံးတစ်ချောင်းတိုင်းကြည့်မယ်ဆိုရင်190အုံလောက်ရှိမယ်။ဘယ်ဘက်တစ်ချောင်းနဲ့အလဲခြေထောက်ကိုတိုင်းကြည့်မယ်ဆိုရင်လည်း190နီးပါးရှိတယ်။168အုံရှိတော့တွေ့ရပါတယ်။ဒီညာဘက်ခြေထောက်နဲ့ဒီအလဲခြေထောက်ကိုတိုင်းကြည့်ရင်တော့25အုံပဲရှိတော့တွေ့ရပါတယ်။အဲ့တော့ regulator IC တွေကတော့ဒီ နောက်ဖက်ကဒီ body နဲ့ဒီအလျားကြီးတောင်းနေတာတစ်ဆက်ထဲပဲဖြစ်ပါတယ်ဒီ IC ကတော့အကောင်ပဲဖြစ်ပါတယ်ပြီး L PL7809 ကိုတိုင်ချင်မှာဖြစ်ပါတယ် nine volt regulator IC ဖြစ်ပါတယ်သူ့လည်းခုနလိုပဲသူ့လည်းကျွန်တော်ဘယ်ဘက်ဆွန်နဲ့ညာဘက်ဆွန်ခြေတောင်းကိုတိုင်ချင်တာတော့189အုံတွေ့ရတယ်ဘယ်ဘက်ခြေတောင်းနဲ့အလဲခြေတောင်းနဲ့တိုင်ချင်မယ်195အုံလောက်ရှိတယ် ညာပဲခြေတောင်းနဲ့အလဲခြေတောင်းနဲ့တိုင်းခြင်းမဲ့45အုံလောက်ရှိတယ်။ခုန fibro regulator IC မှာတော့25အုံလောက်ပဲရှိပါတယ်။ nanbo regulator IC ကြတော့45အုံလောက်ရှိတာကိုတွေ့ရပါတယ်။ဒါလည်း regulator IC အကောင်ပဲဖြစ်ပါတယ်။အဲတော့ပုံမှန်မီတာနဲ့ဒီလို တိုင်းတာစစ်စစ်ကြည့်မယ်ဆိုရင်ဒီလိုအဆက်အသွယ်လေးတွေရှိနေသေးတယ်ဆိုရင် ကောင်းတယ်လို့ယူဆလို့ရမှာဖြစ်ပါတယ်။ဒါတော့ နိုင်ဖို့ regulator IC ဖြစ်ပါလေပြီးရင်ဒါတော့ L7A12 turbo regulator ဖြစ်ပါလေသူ့ကိုလည်းတိုင်းကြည့်မယ်ဆိုရင်ဘယ်ဘက်စွန်နဲ့ညာဘက်စွန်ခြေတော်နှချောင်းတိုင်းကြည့်တာတော့356အုံလောက်ပြနေပါတယ်ဘယ်ဘက်ခြေတော်နဲ့အလေခြေတော်ကိုတိုင်းကြည့်မယ်350ကျော်ကြာနေပါတယ်အလေခြေတော်နဲ့ညာဘက်ခြေတော်နဲ့တိုင်းကြည့်ရင် 6638အုံတော်ပြနေပါတယ်အုံတော်တော်များပါတယ်ဒီ IC လေးလည်းအကောင်းပဲဖြစ်ပါတယ်အဲ့တော့နော် regulator IC တွေကိုကြည့်လိုက်မယ်ဆိုရင်ခြေောက်36ပါတော့တွေ့ရမှာဖြစ်ပါတယ်ဒီနံပါတ်ပါတဲ့ဘက်ကနေကျွန်တော်တို့ဖတ်ကြည့်မယ်ဆိုရင်ကြည့်ကြည့်မယ်ဆိုရင်ဒီဘယ်ဘယ်ဘက်ခြေောက်ကတော့ input အတွက်ဖြစ်ပါတယ်ဒီအလဲကတော့ ground ဖြစ်ပါတယ်ဒါက ပဲပဲအစုံစုံခြေတော့တော့ input ကိုချိတ်ဆက်ရမယ် input အပေါင်းဘူးချိတ်ဆက်ရမယ့်နေရာဖြစ်ပါတယ်အလဲကတော့အနုတ်ဘူး ground ချိတ်ဆက်ရမယ့်နေရာဖြစ်တယ်ပြီးရင်ဒီနံပါတ်3ခြေတော့ကတော့ output ပြန်ထွက်လာမယ်ခြေတော့ဖြစ်ပါတယ်ဒီနံပါတ်3ခြေတော့ကတော့ output ဖြစ်ပါတယ်ဥပမာဒီမှာဆိုရင်ထွဲဘူး regulator ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘယ်ဘက်ကနေဒီကနေ15ဘူး ဘူး20 24ဘူးပြီးတွင်းမယ်ဆိုရင်ဒီညာဘက်အစွန်ဆုံးခြေထောက်ကနေခြေထောက်နံပါတ်3ကနေဘူးကတော့ထွဲဖို့ပဲပြန်ထွက်လာမှာဖြစ်ပါတယ်။အဲတော့ regulator IC တွေကတော့သူ့ထက်များတဲ့ဘူးကိုပြီးတွင်းမယ်ဆိုရင်သူကထွဲဖို့ဆိုရင်ထွဲဖို့ထိန်းထားပေးမှာဖြစ်ပါတယ်။နိုင်ဖို့ဆိုရင်လည်းနိုင်ဖို့ထိန်းထားပေးမှာဖြစ်ပါတယ်။5ဖို့ဆိုလည်း5ဖို့မကျော်သွားအောင်ထိန်းထားပေးမှာဖြစ်ပါတယ်။ regulator IC တွေကသူ့ပေးသွင်းတဲ့ဘူးပုံမှာတတ်မှတ်ထားတဲ့ဘူးထဲမကျော်အောင်ထိန်းထားပေးမှာဖြစ်ပါတယ်။ဥပမာဒီ turbo regulator IC ဆိုရင်အဝင်ဘူးကတော့12ဘူးထဲဘလောက်ပဲကျော်ကျော်အထွက်ဘူးကတော့12ဘူးအများဆုံးထိန်းထားပေးမှာဖြစ်ပါတယ်။အဲတော့အဝင်ဘူးကတော့20ကျော်နေပါစေအထွက်ဘူးကတော့12ဘူးပဲထိန်းထားပေးမှာဖြစ်ပါတယ်။အဲဒီ fiber regulator IC တွေလည်းအတူတူပဲဖြစ်ပါတယ်။ သူ့ကို12ဘူ24ပေးသွင်းပါစေ5ဘူပဲပြန်ပြီးတော့ထွက်ပြေးมาဖြစ်ပါတယ်9ဘူဆိုရင်လည်း9ဘူပဲ maximum အများဆုံးပြန်ထွက်ပြေးมาဖြစ်ပါတယ်အဲ့တော့မီတာနဲ့တော့ကျွန်တော်တိုင်တာစစ်ဆေးလို့ပြီးသားရဖြစ်ပါတယ်ဒီတစ်ခါဘုတ်ကျွေးပြီးတော့တိုင်တာစစ်ဆေးခြင်းမှာဖြစ်ပါတယ်ဘုတ်ကျွေးပြီးတော့တိုင်တာစစ်ဆေးဖို့အတွက်ကြတော့ပါဝါဆပ်ပလိုင်းလေးလို့မှာဖြစ်ပါတယ်ပြီးရင် digital meter လေးလည်းလို့မှာဖြစ်ပါတယ်ဟုတ်ဒီ bebet ခြေထောက်လေးကိုပူးမှာစိုးလို့ ကိုလေးတင်ထားလိုက်မယ်။ဒီနံပါတ်3ခြေထောက်တော့အောက်လေးချိုးထားလိုက်မှာဖြစ်ပါတယ်။ပြီးဒီနံပါတ်7ခြေထောက်ကိုပေါင်းဖို့ကြွေးမှာဖြစ်ပါတယ်။နံပါတ်7ခြေထောက်တော့ဒီမှာ power supply ရဲ့ပေါင်းတဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။အလဲခြေထောက်ကိုတော့ကျွန်တော် အနုပ်ဖို့ကြွေးမှာဖြစ်ပါတယ်။ဒီအလေချီတော့လည်းဒီနောက်က body နဲ့တစ်ဆက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနောက်မှာပဲညှက်ထားပေးလိုက်မှာဖြစ်ပါတယ် ြီးရင်ဘိုးကိုကျွန်တော်ကြည့်ဖို့အတွက်မီတာပရိုတာအနဲ့ရောင်တော့ဒီမှာချိန်ထားလိုက်ပါမယ်ပြီးရင် regulator IC ရဲ့နံပါတ်3ချိန်တော့ကိုဒီမှာဒီမှာမီတာရဲ့အပေါင်းနဲ့ထိထားလိုက်မှာဖြစ်ပါတယ်လောလောဆယ်မီတာမှာ3.14ဘူလောက်ပြနေတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးကျွန်တော်ဘူလေးတင်ကြည့်မှာဖြစ်ပါတယ်5ဘူမှာထိန်ထားပေးမလားဆိုတာကိုစောင့်ကြည့်မှာဖြစ်ပါတယ် ကျွန်တော်ဘူးလေးတင်ကြည့်မယ်မီတာမှာ4.2ဘူးပဲရှိသေးတယ်ပါဝါဆပ်ပလိုက်မှာ5ဘူးကျော်လာပါပြီကျွန်တော်ဆက်ပြီးတော့တင်ကြည့်မယ်ပါဝါဆပ်ပလိုက်မှာ6ဘူးကျော်သွားပြီမီတာမှာ5ဘူးပဲပြနေပါတယ်7ဘူးထိရောက်လာပြီ။ပါဝါဆပ်ပလိုက်မှာ7ဘူးကျော်လာပြီ။မီတာမှာတော့5ဘူး မပြစ်တပြစ်ဖြစ်နေပါတယ်ဟောဆက်ပြီးတော့တင်ကြည့်မယ်ထွဲဘူတီတင်ကြည့်မှာဖြစ်ပါတယ် regulator IC လေးကတော့5ဘဝင်ချင်မှာပဲဆက်ပြီးတော့ထိုင်းပေးတာကိုတွေ့ရပါတယ် power supply မှာထွဲဘူကြော်သွားပါပြီဒါမဲ့မီတာမှာတော့4.89ဘူပဲထိုင်းထားပေးတာကိုတွေ့ရပါတယ်ဒါဆိုရင်ဒီ regulator IC လေးကတော့ ကောင်းတယ်လို့ယူဆလို့ရပါတယ်ဒီတကားတော့နိုင်ဖို့နိုင်ဖို့ regulator IC လေးကိုတိုင်းတာဆက်ဆက်ကြည့်မှာဖြစ်ပါတယ်ဒါတော့နိုင်ဖို့ regulator IC လေးဖြစ်ပါတယ်အဲတော့ခုနလိုပဲကျွန်တော်ဒီမှာညှက်ထားလိုက်မယ်ပြီးရင်အပေါင်းဘုတ်ကို power supply ကနေလာတဲ့အပေါင်းဘုတ်ကိုဒီမှာကျွေးမယ်ပြီးရင်အနုတ်ဘုတ်ကိုတော့ဒီ body မှာ ပေးလိုက်မယ် ပြီးရင်ဟုတ်မီတာရဲ့ပရိုတန်အနက်ရောက်ပရိုတန်လေးကိုဒီမှာချိန်ထားလိုက်ပါမယ်ပြီးရင်ခုနကလိုပဲကျောင်းဘိုးကိုအင်ဂျင်ရှော့ထားလိုက်မှာဖြစ်ပါတယ်မိုင်းဘိုးရက်ဂူလေတာ IC ဖြစ်တဲ့အတွက်ကြောင့်မလို့စစ်ဘိုးကြော်လောက်မှာထားကြည့်မှာဖြစ်ပါတယ်ပြီးကြောင်းမီတာပရိုတန်လေးနဲ့ထိထားကြည့်မှာဖြစ်ပါတယ်လောလောဆယ်5.5 ဟောအိတ်ဘူလောက်ပြနေတော့တွေ့ရမှာဖြစ်ပါတယ်။ power supply မှာတော့6.3ဘူလောက်ပြနေပါတယ်။ဟောတော့ဘူလေးတင်ကြည့်မှာဖြစ်ပါတယ်။8.4မီတာမှာတော့7ဘူကျော်လာပြီ။ power supply မှာ9ဘူကျော်လာပြီ။မီတာမှာတော့8.1 2ဘူလောက်ပဲရှိနေပါတယ်။ဆက်ပြီးတော့တင်ကြည့်မယ်။ တော့ supply မှာတန်ဖိုးကျော်သွားပါပြီ။ power supply မှာ14.6ဘူရှိပေမဲ့မီတာမှာတော့8.78ဆိုတော့9ဘူမပြည့်တပြည့်ထိန်းထားပေးတာကိုတွေ့ရပါတယ်။ဒါဆိုရင် DC regulator IC လေးနဲ့ကောင်းနေတာကိုတွေ့ရတယ်။ကူဘူဝန်းကျင်မှာပဲထိန်းထားပေးတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဒီ9ဘူ regulator IC လေးနဲ့ ကောင်းနေတာကိုသိရပါတယ်။ပြီးရင်တော့ travel regulator IC လေးကိုတိုင်ကျင်းมาဖြစ်ပါတယ်။ကျွန်တော်နိုင်ဖို့လောက်มาထားလိုက်ပါမယ်။ဒါကတော့ travel regulator IC ဖြစ်ပါတယ်။အဲတော့ကျွန်တော်နိုင်ဖို့มาဆိုရင် power supply ကနိုင်ဖို့ပြရတဲ့အချိန်မှာသူမီတာမှာတော့8.5ဗိုလ်လောက်ပဲပြပါတယ်။နောက်ဘူးလေးတင်ကျင်းมาဖြစ်ပါတယ်။ထွဲဖို့မှာထိန်းထားပေးမလားဆိုတာကိုလေ့လာကြည့်အောင်။ ဟော supply မှာထွက်ဖို့ကြော်လာပါပြီဆက်တောင်းဖို့ကြော်သွားပြီမီတာမှာတော့ဆက်နှစ်ဖို့ဝန်းကျင်လောက်ပဲပြနေပါတယ်ဟောဆက်ပြီးတော့တင်ခြင်းမယ်ဆက်လေးဖို့ကြော်သွားပြီဖြစ်ပါတယ်ဆက်လေးဖို့ကြော်သွားပြီမီတာမှာဆက်နှစ်ဖို့ဝန်းကျင်မှာပဲထိန်းထားပေးတာကိုတွေ့ရပါတယ် ဒါဆိုရင်ဒီ turbo regulator IC လေးလည်းကောင်းနေတာကိုတွေ့ရတယ်။ဘူအားဘလောက်ပဲများများ turbo မှာပဲထိုင်ထားပေးတာကိုတွေ့ရပါတယ်။အဲဒီတော့ဟို regulator IC တွေကိုဒီလိုဘူးကျွေးပြီးတော့တိုင်းတာဆစ်ဆီလို့ရပါတယ်။အဲတော့ပြန်ပြီးတော့ချုပ်ရမယ်ဆိုရင်ဒီ regulator IC တွေကတော့ဘူအားထိုင်တဲ့ circuit တွေမှာတက်ဆင်အသုံးပြုတာဖြစ်ပါတယ်။ တကယ်တမ်းအသုံးပြုမယ်ဆိုရင်တော့သူ့ကိုဖြစ်စစ်လေးခံပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့ဒီ regulator IC တွေမှာခြေတော့၃ချောင်းပါတယ်တင်းနဲ့၃တစ်ကတော့ input အပောင်းဖြစ်ပါတယ်နံပါတ်၄ကတော့ note ဖြစ်ပါတယ်နံပါတ်၃ကတော့ output အပောင်းဖြစ်ပါတယ်ပြီးတွင်လိုက်တဲ့ဘုပုံမှန်မူတည်ပြီးတော့ သူ့ရဲ့တတ်မှတ်ထားတဲ့ဘို့ကိုကြော်မတော်အောင် ထိန်းထားပေးတာဖြစ်ပါတယ်သူ့ရဲ့အဓိကအလုပ်ကတော့တတ်မှတ်ဘို့ထက်ကြော်မတော်အောင်ထိန်းထားပေးတာဖြစ်ပါတယ်ထွဲဘို့ဆိုရင်ထွဲဘို့နိုင်ဘို့ဆိုရင်နိုင်ဘို့ဖိုင်ဘို့ဆိုရင်လည်းဖိုင်ဘို့ထိန်းထားပေးတာဖြစ်ပါတယ်အဲတော့စကိပလန်လေးမှာဘူအားကိုတည်ငြိမ်အောင်ထိန်းပေးတဲ့အဓိကအဓိကပစ္စည်းကရိယာဖြစ်ပါတယ် ။နောက်အောင်ကြည့်ရှုသူမိတ်ဆွေများအနေနဲ့အကျိုးသစုံတရားရရှိမယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်အောင်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့။